ပြေးလို့မှဒီလေကတစ်ထည့်ရောက်သေးတယ်ပြည့်ပြည့်ဆိုပြိုကျသွားနည်းနည်းလေးတီတီရီအသက်တွေလုံးဝပေါ့ဒီအောက်ကတစ်ထက်ကိုလုံးဝအကုန်ပြိုကျသွားအောက်ထဲမှာဗီဒီယိုတွေရောဗာတွေရောအကုန်လုံးပေါ့နော်ဒါလင်မယားနောက်တော်တော်ကိုကြိုးကြိုးစားစားနဲ့လုတ်ပြီးတော့အဲ့လိုစောက်ခရရတာအခုမှဒါအိမ်တော်ဦးဆိုပြီးတော့ပြန်စားမယ်ဘဝရောက်သွားတာတိုက်တော့မလို့ချင်တော့ဘူးအမှန်တိုင်းပြောတိုက်နဲ့မနေချင်တော့ဘူးကြောက်သွားပြီဖက်နဲ့တောင်မပါပဲပြေးခရရတဲ့ခါကျတော့ လက်မဲ့ပေါ့လက်ထဲမှာငါးပြားကိုမရှိတော့တဲ့အဖြစ်ခုဟိုကဝေးတာလေးဒီကဝေးတာလေးနဲ့အဲအဲ့လိုလေးနဲ့ရက်တည်နေရတာဆက်ရှိရနေရဖြစ်စင်ရ တဲ့အိမ်သားလုံးပေါ်အိမ်ထဲမှာရေချိုးတဲ့လူကချိုးထမင်းစားတဲ့လူကစားနေကြတာအဲ့အချိန်မှာအဲ့ထပြီးတော့အဲ့လိုလှုပ်လိုက်တဲ့ခါကျတော့အကုန်လုံးပေါ့အိမ်သားကလည်းရေချိုးခန်းထဲကနေပြေးထွက်လာပြီးတော့ကလေးတွေတွန့်ထုတ်ပြေးကြတော့ပြေးကြတော့ဆိုပြီးတော့ဟိုပြေးလို့မှဒီလေကတစ်ထည့်ရောက်သေးတယ်ပြည့်ပြည့်ဆိုပြိုကျသွားနည်းနည်းလေးတီတီရီအသက်တွေအကုန်လုံးအကုန်လုံးအဲ့လိုအဲ့လိုရောက်တော့ဒီနားရောက်တော့လည်းမပြေးနိုင်ဘူး မှောက်ရထိုးလဲလိုက်ပြည့်လဲလိုက်မတက်ရက်လိုက်လေးဘက်ကုန်းပြီးတော့ကိုအိမ်ရှိရအောင်ပြေးရတယ်အဲ့လိုအဲ့လိုမျိုးတွေပေါ့နော်တော်တော်ကိုဒုက္ခရောက်တယ်အဲ့ဒီနေရာဆိုတော်တော်လေးကိုတရွာလုံးမှာကိုရီရောပေါ့အကုန်လုံးပေါ့ကိုကဒီကြောက်စိမ်းဖျားမှာဈေးရောက်တယ်အဲ့ရမှာပေါ့နည်းနည်းရင်းပေါ့ကိုနည်းနည်းလေးပိုးလာလိုက်အဲ့လိုလေးဖြည့်လိုက်အဲနည်းနည်းလေးပိုးလာလိုက်ဖြည့်လိုက်ပေါ့စောက်လက်စလေးဒါကိုပေးမတိုင်ခင်လေးကမှစောက်ထားတဲ့အိမ်မှာ အဲ့အဲ့လိုနည်းနည်းဖြစ်ရင်ဖြစ်နေမပြီးဝင်ပြီးသေးဒီတိုင်းလေးပဲအဲ့တိုင်းနဲ့အခုဒါပြို့သွားတာပဲတိုက်အိမ်နဲ့နေချင်လို့တော့မဟုတ်သူအဲ့ဒါလေးစောက်ထားလိုက်ရင်တော့ကိုယ်ဘီသားစုပေါ့ပြီးပြီဆိုတဲ့အသည့်လေးပေါ့နော်ထရံနဲ့နေရင်ထရံပြီးလဲရမယ်ဗာအဲ့လိုမျိုးလေးတွေအတွေးလေးနဲ့ပေါ့နော်အဲ့အဲ့လိုကြောင့်မလို့စောက်လိုက်တာဒါလင်မယားနောက်တော်တော်ကိုကြိုးကြိုးစားစားနဲ့လုတ်ပြီးတော့အဲ့လိုစောက်ခဲ့ရတာ ဘလို့ရုပ်ပဆိုင်လေးစုကဆိုနည်းနည်းရေပေါ်ဆိုစုကြီးလေးဝင်လိုက်နည်းနည်းလေးပိုးလာလိုက်ပေါ့နော်အလုပ်လေးလုပ်နေတနေ့သာတနေ့အဲ့လိုလေးစုကြီးလေးရလိုက်အဲအုတ်ခဲလေးဝယ်လိုက်ဘီလက်လေးအဲ့လိုလေးနဲ့အဲ့လိုလေးစောက်တာအဲ့လိုအိမ်ကကြတော့သူကကြတော့လုံးဝပေါ့ဒီအောက်ကတစ်ထပ်ကိုလုံးဝအကုန်ပြိုကျသွားအောက်ထဲမှာဗီယိုတွေရောဗာတွေရောအကုန်လုံးပေါ့နော်စားမှုတောက်မှုပစ္စည်းတွေအိုးတွေခွက်တွေအပားဆိုဘာမှအကုန်လုံးအောက်ထဲမှာအကုန်ဘာမှမရတော့ဘူးယူချင်းကိုမရလိုက်တာ ထွက်ပြေးရချက်ချင်းလှုပ်လှုပ်ချင်းရတာတခါတည်းကျန်းလာတာလေတခါတည်းကိုကျန်းလာအဲ့တော့ပြေးရတာလူကိုအသက်လူပြီးပြေးရတယ်အကုန်တိုင်လုံးဖက်နဲ့မပါဘူးဒါဝေးထားတဲ့ဖက်နဲ့ကလေးတွေစီးထားတာအဲ့လိုအဲ့လိုဖက်နဲ့ကိုမပါတာမတ်တပ်ကိုရက်မပြေးနိုင်တော့ဟောလေးဘက်ကုန်းပြီးပြေးရတာဟိုရှေ့ရအောင်လို့အဲဒီအိမ်ကဟိုဟာလောက်တော့ဝင်သွားပြီကိုကိုစောက်တဲ့အချိန်တုန်းကနည်းနည်းပေါ်သေးတဲ့ပစ္စည်းလေးတွေကလေအဲ့တော့သူကဟိုဟာပေါ့900 600လောက်တော့ဝင်သွားပြီအဲ့လောက်ပါပဲ အဲ့လောက်ပဲဘာမှမမပြီးသေးပဲနဲ့လူသေးရလေအများကြီးအဲ့လိုမီးပိုင်းလေးတွေဘာပိုင်းလေးတွေလောက်တော့အဲ့လိုအဲ့လောက်ပဲထည့်ထားသေးတာပေါ့ဘာမှကြံ့တော့မပါသေးဘူးအခုကြတော့ဘာလို့ရဒီတိုင်းကြီးကိုလဲစိုက်ကူးလဲရင်လို့မရတော့ဘူးလေပြန်လဲဒီလိုကြီးမလုံနိုင်တော့ဘူးလေကိုကကိုတောင်တစ်ကပြန်စားရတော့မှလေအန်ဒီတို့ကအဲ့လိုဖြစ်သွားတာအန်ဒီတို့ဆိုခုကြောက်စိမ်းဖျားကိုဈေးရောက်နေအဲ့နေရငလျင်လှုပ်တော့စိုင်လဲပျက်စီးသွားတယ်အခုအဲ့အားလဲလုံးဝရက်ထားရတယ်ဈေးဆိုင်လဲရက်ထားရတယ်အဲ့စိုင်ကိုပြို့သွားတာအခုအဲ့စိုင်လဲပြန်လောက်အောင်မှာ ဲ့လိုယူဖြစ်သွားတာအကိုကကြပါတော့ကလေးလေးတွေသားလေးနှစ်ယောက်ရှိတယ်ပေါ့နော်သမီးလေးအပြိုလေးတစ်ယောက်ရှိတယ်ကဲအဲ့ဒါလေးတွေကိုပေါ့နော်ဒီကိုလဲတဲ့မှာအခန်းလေးတွေလောက်ပေးမယ်ဆိုပြီးအဲ့ဒါလေးတောင်မလောက်ရသေးဘူးတခန်းလားပဲရှိသေးတယ်အဲ့လိုလေးတွေပေါ့အဲ့လိုလေးနဲ့ရည်ရွယ်ချက်လေးနဲ့ပေါ့ဟိုအိမ်နောင်တဲ့နှစ်ယောက်ရှိတယ်အိမ်နောင်တဲ့နှစ်ယောက်လည်းတခန်းတည်ပေါ့လောတဲ့အိမ်နောင်တဲ့ဒါဒါအိမ်နောင်တဲ့နေတဲ့အခန်းလေးဒီခန်းလေးကအဲအဲ့လိုလေးအဲဒါအိမ်နောင်တဲ့ကတမီးတယောက်သားတယောက်ကအိမ်နောင်ကြသွားပြီအန်ဒီက၅ယောက်မွေးထားတာ ဒါဆိုတော့တိုက်လေးဆိုတော့ပြီးရောပေါ့အဲအဲ့လိုလေးပေါ့ကိုကတော့မိဘဆိုတော့ပေါ့နော်အဲ့လိုရွက်ချက်လေးနဲ့စောက်ပေးတာရှိလို့မဟုတ်ဘူးအဲ့လိုတနေ့မှတနေ့လောက်အဲ့လိုလေးနဲ့ပေါ့နော်နည်းနည်းရင်စုစုပြီးတော့ဟိုဆိုင်ကိုလည်းအတည်းမဖြစ်ခင်လေးလေဆိုင်ထဲကိုနည်းနည်းပေါ့ပစ္စည်းလေးသကြံအမိလေးဆိုပြီးတော့ပစ္စည်းလေးထည့်လိုက်တာရှိတဲ့ပတ်စံလေးရောင်းကြီးလေးတွေထည့်လဲပြီးရောခဏဥပုံနေဥပုံဖိနေရမှာပစ္စည်းတွေထည့်လိုက်တော့ဥပုံနေလှုပ်လိုက်တော့အန်တီတို့မှလက်မဲ့ချူတပြားကိုလက်ထဲမှရှိတော့တာဒီဟာကြီးကလည်းဘာမှမရလိုက်တော့ဘူး အခုဟိုကဝေးတာလေးဒီကဝေးတာလေးနဲ့အဲအဲ့လိုလေးနဲ့ရက်တီနေရတာဖက်နှက်တောင်မပါပဲပြေးခဲ့ရတဲ့ခါကျတော့လက်မဲ့ပေါ့လက်ထဲမှာငါးပြားကိုမရှိတော့တဲ့အဖြစ်အကုန်လုံးတမိသားစုလုံးပေါ့နော်အဲ့မှာအဲ့နေညနေရဥက္ခရာသမင်းတုပ်လေးတွေလာဝေးတယ်ကဲဒုက္ခတွေရောက်နေပေါ့လောဆိုသမင်းလည်းဘယ်သူမှချက်နိုင်မှာမဆိုအဲ့သမင်းတုပ်လေးနဲ့အဲ့နေရတုံတုံကြီးနဲ့ဘယ်သူမှလည်းမစားနိုင်ပါဘူးအဲ့တုံတုံကြီးနဲ့အိမ်ရှိမှာအဲ့လိုသမင်းတုပ်လေးစားပြီးတော့နောက်နေ့ကျဟိုကအဲ့လိုပေါ့ရံကွာလေးတွေဆင်းလာတာများတယ် အဲဗားလေးတွေညာလေးတွေပေါ့နော်ဆောင်လေးတွေဒီလိုဒီလိုမိုးခါလေးတွေအဲအဲ့လိုလေးတွေလာဝယ်တော့အဲ့ဒါလေးတွေနဲ့ဆွဲပြီးတော့အဲ့မှာနေကြရတာဒါတွေလည်းသူများပေးတာတွေဝတ်ထားအဲ့လိုမျိုးတွေကုန်တဲအိမ်လုံးသူများပေးတာတွေဝတ်ထားရတာအခုခန္ဓာချက်ရှိတာပေါ့ငါတို့မရဲ့နေတိုင်းငိုနေရတာ ကြည့်ပြီးတော့ကိုချွေးနှက်သားလေးနဲ့လှုပ်ထားတဲ့အိမ်လေးတော့ပြီးပြီပေါ့နော်နောက်ဒါမျိုးလည်းမမျော်မှန်းနိုင်တော့ဘူးလေကိုကကိုကအသက်လည်းကြီးပြီလေကလေးလေးတွေကလည်းဘာမှမရှိသေးဘူး တယောက်ကငါးတန်းတက်ရမှာတယောက်ကနှစ်တန်းတက်ရမှာအဲ့လိုလေးတွေဒီတိုက်ကိုဖြိုးချင်တာပေါ့နော်အတီတို့မှာပတ်စံမရှိတဲ့ခါကျတော့ဟိုတနေ့ကလာတယ်ဘလို့လာတော့ဆိုတော့ဟိုဟာတဲ့ပေါ့နော်ဖြိုးပေးမယ်လကားပြီးရင်တမ်းမင်းနေရောအုတ်တရော အကုန်ယူသွားမှာတဲ့ဆိုတော့အန်တီကအဲ့လိုကြီးကြတော့မပေးလိုက်ချင်ဘူးလေဘာလေးဖြစ်ပေါ့ဒီအုတ်ခုံလေးကိုပြန်ပြီးပြင်ပြီးခံလေးအုတ်ခုံလေးတော့ကိုကလိုချင်သေးတယ်လေအဲ့လေနဲ့အိမ်လေးတစ်လုံးတော့ဒီလိုဒီလိုထရန်အိမ်လေးတော့ ဆောက်အောင်ပါအန်တီတို့ကဟုတ်တယ်မလားအုတ်ကျိုးလေးတွေရောင်းပြီးတော့အဲအဲ့လိုလေးပေါ့နော်အဲ့လိုလေးကတော့လောက်အောင်ပါလေအသက်ကအခုအဲ့ဒီက90တဲမှာပေါ့နော်အဲ့ဒီမျိုးသားတော့53နှစ်ပေါ့အခုမှဒါအိမ်တော်ဦးဆိုပြီးတော့ပြန်ဆောက်ရမယ်ဘဝရောက်သွားတာဒီအရွယ်ကြီးကြမှာလဲသန်းသန်းတမန်မလုံနိုင်တော့ဘူးလေတောင်းတောင်းဟာอืมဒီလိုပဲပေါ့အစအနေဆုံးပေါ့အဲ့ဆိုင်လေးပြန်ပြုတ်ပြင်ပေါ့အဲ့လိုလေးဈေးလေးရောင်းရင်းနဲ့ဒီလိုပဲဘဝပြန်ဆောက်ရမှာပေါ့ သားသမီးလေးတွေမျက်နှာကြည့်ပြီးကိုကပြန်ပြီးတော့ပြန်ကုန်းပြန်ကုန်းထားရမှာပေါ့အဲ့လိုအဲ့လိုဖြစ်ရမှာပေါ့နော်ကိုထိုင်းနေလို့မဖြစ်ဘူးဆိုတဲ့အတွေးနဲ့ပြန်လောက်ရတော့မှာပဲတိုက်တော့မလို့ချင်တော့ဘူးအမှန်တိုင်းပြောတိုက်နဲ့မနေချင်တော့ဘူးကြောက်သွားပြီဒီလိုဒီလိုထရန်နဲ့ပဲနေချင်တော့တယ်အခုနေချင်တော့ဘူးအဲ့ရတုံလောက်ဘူးကြီးတော်တော်ကြောက်စရာကောင်းတယ်သိလားအခုချိန်ထိလည်းရင်ထဲမှာတုံနေတော့ရှိသေးတယ်လူချင်းဆုံးစာနာလေးရတော့ ီတိုက်ကလေးအများဖြိုးပြီးတော့အဲ့အိမ်လေးနဲ့အဲ့လိုဓာမျိုးလေးတက်တက်ရဲ့လေးနေနိုင်ကျင်납ပါပြီနော်ခုလိုကြီးလည်းဟိုကမဖြစ်ချင်ပါဘူးဒါပဲအဲ့လိုလေးနေရရင်ကိုကိုယ့်စိတ်ထဲကျင်납ပါပြီ